ပရလောကစီလိုက်ပါမှာအရန်ကိုခစ်ထားတယ်လောကစီရတော့တော်တော်များရဲ့ပါဇက်ထဲမှာအာပရလောကစီပောက်ပရလောကစီပောက်ပရလောကစီပောက်음ဒီလိုမျိုးလာအောင်မေမင်္ဂလာပါကျွန်တော်ကတော့ဆရာလင်းညွတ်တာရပါအဲ့တော့ပရလောကစီဆိုတာပါလဲ အဲ့လိုစီးပောက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရှိနေတဲ့လူသားတွေကဘာအကျိုးအမျက်ကိုခံစားရလဲပြောမှဆိုရင်တော့ဘာအကျိုးပြစ်ကိုခံစားရလဲအဲ့တော့ကျွန်တော်ဂမ်မီယာပညာရေးမှာဘာရှိလဲဆိုပြောမှဆိုရင်ပရလောကဆိုရှိပါတယ်ပရလောကဆိုတာဘယ်လိုဘယ်လိုပုံကိုမျိုးတွေနေတာလဲပရလောကဆိုတာကကျွန်တော်တို့တေဆုံးသွားပြီးနောက် တေဆုံးသွားပြီးတဲ့နောက်မှာလူလည်းမဖြစ်ဘူးလက်လည်းမဖြစ်ဘူးငဲပုံလည်းမရဘူးတိတ်ဆန်ပုံလည်းမရဘူးအဲ့လိုမရောက်ပဲနဲ့ဝဉ္ညီလိုလိုတရေလိုလိုတဆေလိုလိုအဲ့လိုအခြေအနေမျိုးအဲ့ဒါကိုတော့အများစုကပြောကြတာတော့ပိတ်တာလို့သူရကယ်လို့ပိတ်တာအစ်အသူရကယ်အစ်မရောက်သေးပဲနဲ့ဟိုမကြွမလို့သေးတဲ့ သူတွေနေတဲ့နေရာကိုလည်းပရလောကဘုံလို့လည်းသတ်မှတ်လို့ရတယ်ကျွန်တော်တို့ logic ဆရာအများစုကကြတော့အဲ့ဒီပရလောကသားတွေနဲ့အလုတ်လုံးကြရတယ်ချို့အောင်လန်းဆရာတွေတရားတွေကိုကျွေးမွေးပြီးတော့ခိုင်းစေတာအဲ့ဒါတွေပရလောကသားတွေကိုခိုင်းစေတဲ့သဘောပဲလို့ယူဆသတ်မှတ်လို့ရတယ်အဲ့တော့ဒီနောက်ပိုင်းမှာကြားရတယ်ပရလောကစီးပောက်တယ်ဆိုတော့ဟုတ်ပြီ ကျွန်တော်တို့ကဟိုပြောမယ်ဆိုရင်ကျွန်တော်ကဘာကြီးရှိတယ်ကျွန်တော်ကဘာကြီးကိုဒီတိတ်ပံမိညာနဲ့ပြောမယ်ဆိုရင်တော့ဒီနော် three dimension ပေါ့သုံးဘက်မြင်တဲ့ကဘာတယ်ဆိုပြီးပြောကြတယ်အဲ့တော့မမြင်ရတဲ့လောကတွေရှိပါတယ်ကျွန်တော်တို့မျက်လုံးနဲ့မမြင်ရတဲ့လောကတွေအဲ့လောကတွေအကားလုံးမှာနတ်ပုံတွေပါတယ်ဝိစာပုံတွေပါတယ်အဲ့ဒါမှလည်းပရလောကသားတွေနေထိုင်တဲ့ပရလောကဘုံလည်းပါတယ်ပြောချင်တာတော့ပါလဲဆိုကျွန်တော်တို့နေနေတယ်ဒီကဘာကြီးပါပဲနေနေတယ်အဲ့တော့ ကျွန်တော်တို့ရဲ့အရှိကျွန်တော်တို့ရဲ့အိမ်ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်းအဲ့လိုရှောက်သွားနေတဲ့ပရာရောဂါသားတွေရှိနေမြဲအဲ့လိုပဲသူတို့ရဲ့နေထိုင်ကြဆားတဲ့ပုံတွေရှိနေမြဲအချို့သစ်ပင်တွေမှာဆိုရင်ဟိုကက်ညိပြီးနေနေကြတဲ့ပရာရောဂါသားတွေရှိကြနေမြဲကျိုးစုံဘာပြောလဲဆိုတော့သစ်ပင်ကြီးကြီးသစ်ပင်မှာပရာရောဂါသားတွေထောင်နေရှိတောင်းနေရှိကိုနေနိုင်တယ်လို့ဆိုပြီးတော့အချို့အစာတွေမှာလည်းပါတယ်ကျွန်တော်တို့ကျွန်တော်ရှောက်လာခဲ့တဲ့ဒီလော့ကီလမ်းကြောင်းရှောက်လုံးမှာဆိုရင်တော့ဟို ကျွန်တော်မြင်ရတယ်ဆိုတာကကျတော့အာဒီအပင်ကြီးထဲမှာအကြီးဆုံးကောင်နေအကြီးဆုံးဆိုတဲ့အကောင်ကြီးမြင်ရတာလို့ဒီအိမ်မှာတဲရဲ၆ရင်တဲရဲ၆နေရတာတော့ကျွန်တော်သွားနေရလမ်းမတွေပေါ်မှာဒီတိုင်းပဲဟိုလင်း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 တို့လိုမျိုးသွားနေတဲ့အရာတွေအဲ့လိုမျိုးတွေရှိကြတယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ပရာလောကသားတွေဆိုတာကကျတော့ဒီအတူညီတဲ့ပုံစံတွေနဲ့ရှိကြတယ်ပေါ့ဆိုတာဟိုနားရပြောလို့တရေပုံစံမျိုးတစီပုံစံမျိုးချူကြလူပုံစံမျိုးချူကြတော့လေ တို့ရဲ့အစဉ်တန်းတွေပြီးပြီးနဲ့ပြောင်းလဲတိုးတက်လာတဲ့အခါမှာတကောပါဝါကြီးညစ်လာတဲ့အခါမှာဆွေကြီးတွေပေါက်လာတာလို့အမွှေးကြီးတွေထွက်လာတာလို့ဖြည်းဖြည်းဖြည်းချင်းနဲ့ပါပြီးတော့ပိတ်တာကောင်းကြီးဖြစ်သွားတော့အတူတကယ်ကောင်းကြီးဖြစ်သွားတာလို့ကျွန်တော်ညမာစကားဆိုတရေတစေနော်ဟိုတပတ်အဲဒီလိုမျိုးတွေအမျိုးဆုံးပြောအမျိုးမျိုးပြောကြတယ်ပေါ့အဲ့ဒီစကားလုံးမှာဆိုတော့ ghost တို့နောက်ပြီးတော့အဲ့တနေနေဆိုသွားရင်တော့ဒီအာမကောင်းဆိုတာ devil လို့ team moon လို့အဲလိုမျိုးပေါ့စသဖြင့်ပြောကြတယ်အဲ့တော့ပလာလောကစီးကြီးတွေကဘယ်လိုပေါက်တာလဲဆိုတော့ ုနပြောလို့ပေါ့ကျွန်တော်တို့ကဘီပရာလောကကြီးကိုမမြင်ရဘူးမတွေ့ရဘူးအဲ့တော့ပရာလောကသားတွေကိုတွေ့နိုင်တဲ့သူတွေရှိကြတယ်အဲ့ဒါပါလေတော့ကျွန်တော်တို့လိုမျိုးလော့ဂီပညာရေးတွေကိုလောက်တဲ့သူတွေအချို့မြင်ရတယ်မြင်ရတယ်ဆိုတာကျွန်တော်တို့ကလည်းအဲပါကြီးမြင်နေရတာမဟုတ်ကျွန်တော်တို့ကိုရီးယားဒရမာကားတွေရမျိုးမျိုးတရားတွေလျှောက်သွားနေရကြီးပေါ့ဗျာကျွန်မျက်စိရှိရနေမြင်နေရတာပေါ့ကျွန်တော်တို့ကအကြောင်းတိုက်ဆိုင်တဲ့အခါမှာမြင်ရတယ်အကြောင်းတိုက်ဆိုင်တဲ့အခါမှာတွေ့ရတယ်ချို့သူတွေကကြတော့လို့ပဲပလိန်ကြီးကိုမြင်နေရသူတွေလည်းရှိကြတယ်ချို့ကြတော့လည်းသူမြင်နေရသူတွေကလူ ချို့သူတွေကလူလိုပဲနေနေကြတာဆိုတော့ကြာပေါ့လူလိုပဲထင်နေကြတဲ့သူတွေရှိတယ်။သွားလာလို့ရှားနေရအဝင်တိုက်ပြီးသွားတာလူဝင်တိုက်မိတာပဲထင်တာ။အဲကိုကကိုမတိလိုက်ပဲနဲ့ပရာရောကသားတွေကိုဝင်တိုက်မိရတယ်ရှိတတ်တယ်။အဲ့လိုပြောရခြင်းကြောင့်ကပရာရောကသားတွေကကျွန်တော်တို့ရဲ့ဒီလူသားကဘာနဲ့ကိုအရန်နီးစံလုံးနေလို့ကျွန်တော်နေပြောချင်တာ။အဲ့တော့တစ်ခါတလေမာဘာဖြစ်လဲဆိုတော့အဲ့ပရာရောကမှာပရာရောကနဲ့လူ လောကနဲ့ပေါ့ပေါင်းစည်းထားတဲ့ဂျားကန်နဲ့လှုပ်ထားတဲ့စီးတွေရှိအဲ့စီးတွေကတစ်ခါလေအချို့အကြောင်းရာတွေအကြောင်းလို့မှိမ့်မိန်သွားတဲ့အခါမှာဒီပရလောကသားတွေကကျွန်တော်တို့ရဲ့လူသားတွေရဲ့ဖြစ်စဉ်တွေကိုလာပတ်သက်လာတယ်ပူးတာတွေကတ်တာတွေလာနှောက်ရှက်တာတွေရှိလာတယ်တာမန်ပရလောကသားတစ်ယောက်ကလူတစ်ယောက်ကိုထိတွေ့ခွင့်မရှိပါဘူးတကယ်၆ခံရတယ်ဆိုတာလူတိုင်း၆ခံရပါဘူးလူတိုင်းကိုလည်းသူတို့ပြလို့မရပါဘူးသူတို့က တို့ဘေးနားမှာရှိနေတယ်မဟုတ်ကျွန်တော်တို့ကဟိုတစ်ခါကကြရင်ဟိုကြက်သိမ်းမွေးဝေးထားတာမျိုးလို့စိတ်ထဲမှာဟိုတရားရောက်ကကိုယ်စောင့်ကြည့်နေတာမျိုးလို့အဲဒီလိုမျိုးဖြစ်နေတယ်ပေါ့ဒါပေမဲ့ကိုယ်ဘေးနားမှာပရောကသားတွေရှိနေခြင်းဖြစ်တာဖြစ်နေတာအများကြီးရှိတယ်ကျွန်တော်အဲ့ဒါကိုတတ်တက်ဗီဒီယိုနဲ့ပြောပေးမယ်နော်တတ်တက်ဗီဒီယိုနဲ့ပြောပေးမယ်အခုပြောမယ့်ကိစ္စကတော့ဒါပဲအဲ့တော့ဒီပရောကသားတွေကဒီကျွန်တော်တို့နားကပ်လာတဲ့ခါကျရင်ဟိုခါကျရင်ကျွန်တော်တို့ကဒီပရောကသားတွေကိုငင်ရတယ် သူမှမြင်ရပါပဲဆိုရင်အကြောင်းပြချက်ဘာအကြောင်းပြချက်မှမရှိပဲနဲ့ပရင်းကြီးမြင်နေရပရင်းကြီးတွေ့နေရအေးချုပ်ရတော့ဖြတ်ခနဲ့ဖြတ်ခနဲ့တွေ့ရတယ်တဲ့မှာဟောစိတ်ထဲမှာလဲဆိုပြီးလိုမျိုးလာချုပ်ရဖြတ်ခနဲ့ကောမဟုတ်ဘူးဂျမ်းမင်းဟိုပြက်ပြက်သားသားကြီးမြင်နေရတာမျိုးအဲ့ဒါပါလဲဆိုပရလောကသားတွေကကျွန်တော်တို့ရဲ့လူသားတွေရဲ့ဖြစ်စဉ်အားလုံးလိုက်လံပတ်သက်လာရတယ်လိုက်လံပြီးထိခိုက်လာရတယ်အဲဒီခုထူးဆန်းတာက အဲ့ပရလောကသားတွေကကျွန်တော်တို့ဘေးနားမှာရောက်လာတယ်ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိလာတယ်သူတို့ကကိုယ်နဲ့ကဟိုတသားလေးလိုမျိုးဖြစ်လာတဲ့အခြေအနေမျိုးကြီးဖြစ်လာတဲ့အခါကျရင်အဲ့ဒီလူတယောက်ကကံဒီဆိုးလာပါတယ်ကံဒီညံ့လာပါတယ်စိုးစိုးဝါးတွေဖြစ်လာပါတယ်တောင်းတဲ့ကံလေးတွေရုတ်ရော့လာပါတယ်ကောင်းတာလှုပ်ချင်တဲ့စိတ်တွေပျောက်လာပါတယ်ပြီးတော့သူ့စိတ်ထဲမှာရှိနေတဲ့ဒီကောင်းတဲ့တရားမှုတွေအားလုံးကအားနည်းလာပြီးတော့မကောင်းတဲ့တရားမှုတွေ မကောင်းတဲ့ဖြစ်စဉ်တွေမကောင်းတဲ့အရာတွေကိုပဲကြီးဆိုးလာတယ်။အဲ့လိုမျိုးတွေဖြစ်လာတယ်။ကျွန်တော်ထောင်ထဲမှာလူတယောက်နဲ့တွေ့ဦးတယ်။အဲ့လိုတရားပါပါလဲဆိုတော့ तू ကစေးတွေရောင်းလာ။ဒီတော့အားရကျွန်တော်စေးတွေကိုရောင်းနေတဲ့စေးတွေကိုရောင်းနေရောင်းတဲ့အခါမှာဒီရိုက်မော့ဒီဟိုစေးတွေကိုလည်းစပိန်ချင်းထဲမှာဒီတိုင်းနေမဲ့ထည့်ပြီးဒီတိုင်းသွားနေရတော့ရေရမဖမ်းဘူးတဲ့။ခါဖမ်းကန်ဘူးတဲ့။ तू လောက်လာတာ तू မျိုးနဲ့ယူနဲ့လောက်လာတာပေါ့။အမှားလေကျွန်တော်ကလည်းသွားနေလာနေရင်းနေကျွန်တော်မလုပ်လဲဆိုတော့တဲ့။ ိုဘယ်သူမှလည်းသင်ပေးတာမဟုတ်ပါဘူးလေကျွန်တော်မှကျွန်တော်ပေါ့နော်တဲ့ဒီသူ့ရဲ့အိမ်ရှိပါညာတွေမှာကဲကျွန်တော်ကိုစောက်ချောက်နေသူတွေရှိရင်တော်လကောင်းဒါမှမဟုတ်လေကျွန်တော်ဒီဒါမကောင်းလာလို့နေတဲ့ကြောင့်မလို့ကဲဟိုဒီပန်ဝင်ချင်းမှာရှိရတဲ့တရားစီတွေသူ့စိတ်ထဲမှာမဖဲဝါကြီးပေါ့နော်အမတော့မဖဲဝါကြီးဘူးလေကျွန်တော်ဒါလေးတွေကျွေးပါတယ်ကျွေးပါတယ်ဆိုပြီးတော့သူကသူ့ရဲ့ဒီဂျိုင်းပေါ့နော်နှုတ်ဝင်စီနဲ့ပြောတယ်ပေါ့အဲ့လိုလုံးပြိုက်ချင်အချိန်မှာသူကအဲ့လိုဘာဖြစ်လာလဲဆိုတော့အားရရန်ကောင်းလား ခေါင်းလာဆိုပါလဲဆိုတော့သူစေးရအများကြီးရောင်းရတာမျိုးလို့အန်ဒီရီတွေကင်းလာတာဆိုရဲရှိမှဖျက်လျှောက်သွားတာပေါ့သူမစစ်တာမျိုးလို့ပေါ့အဲ့လိုမျိုးတွေဖြစ်လာတယ်အဲ့ဒါနဲ့အဲ့လိုဖြစ်လာပြီးနောက်ပိုင်းမှာသူဘာဖြစ်စင်နေဖြစ်လာလဲဆိုတော့ကျမ်းပါရင်မကောင်းတာဒီအိမ်မှာနေရတဲ့အခါမှာသူမှရိတ်ကနေရိတ်ကနေနေမြင်ရတာနောက်ပင်ပန်းဟိုတခါကျရင်လို့အရာနိုးလာရင်ဇောချွေးပြန်တယ်သူနိုးလာတယ်သူဘေးနားမှာတရားရောက်ရှိနေတယ်ဆိုတော့ feeling မျိုးတွေခံစားရတယ်အဲ့လိုခံစားရတဲ့အကြောင်းမလို့ဒါပေမဲ့သူ့ရဲ့စီးပွားစီးပွားလို့လက်လာပါတော့မပိတ်သွားဘူး အရာတွေဖြစ်စင်နေဖြစ်လာတာအဲ့တော့နေပြီးမှအတီတယောက်သူ့ရဲ့ဒီဘေးရင်ဆရာတရားရောက်ကိုသွားပြီးတော့ဘေးရင်သွားမိလိုက်တယ်မိတဲ့ခါမှာဘေးအိမ်မှာမကောင်းတဲ့အရာတွေရှိနေတယ်ဆိုပြောတဲ့ခါအဲ့ဘေးရင်ဆရာလာပြီးတော့အဲ့ဒီမကောင်းတဲ့အရာတွေကိုလာပြီးတော့နှင်ထုတ်လိုက်တယ်ပေါ့အဲ့လိုနှင်ထုတ်လိုက်တဲ့ခါမှာနှင်ထုတ်ပြီးမကြောက်ဘူးအဖမ်းခံလိုက်ရတယ်အဖမ်းခံလိုက်ရတယ်ဖမ်းခံလိုက်ရပြီးထောင်ထဲရောက်လာတယ်မကျွန်တော်နဲ့တွေ့တယ်အဲ့တော့အဖြစ်စင်ရပါလေဆိုတော့ပရောဂတာတွေကကျွန်တော်တို့သွားရောက်ပတ်သက်လို့မရဘူးအဲ့တော့ ဟိုသူကသူကတော့လေသူ့အိမ်မှာသူကသူ့လောက်လိုက်တဲ့ကိစ္စတခုခုကသူ့အိမ်မှာပရာရောကသာနေထိုင်ဖို့အတွက်ခွင့်ပြုလိုက်တဲ့လူဖြစ်သွားတယ်အဲ့လိုခွင့်ပြုရှင်းရနေပြီးတော့သူမှာကန်ဆိုးအခြေအနေရှိတာလေသူတက်လာပါတော့မပိတ်သွားပါမယ်သူမှာဘာရင်ဆက်လာတော့သူ့ရဲ့စိတ်တရားရောက်ရခက်လာတယ်အိမ်မှာရှိနေသူတွေကကျန်ပါရင်မကောင်းတာတွေကျန်ပါရင်ညံတာတွေနေတိုင်းနေတိုင်းဟိုတခုခုကိုဖြစ်နေတာမျိုးတွေဖြစ်လာတယ်တရားမှုတွေတွေကြုံရလာတယ်အဲ့လိုမျိုးတွေရှိတာအဲ့တော့ဟိုပရာရောကစီမြင်အားနေတာပဲရှိရစီးပောက်သွားတာမရှိစီးပောက်သွားတယ်တော့လူတွေ တယောက်ပတ်ရှိမှမဟုတ်တော့ပုံသေးသွားလိမ့်မယ်เนาะအဲ့တော့ C D အားနည်းလာတာပါအဲ့အားနည်းရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကပရာရောဂါတာနေနဲ့ရင်ပောင်တန်းတူမျိုးဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရကန်ဆိုးတာတွေစိတ်တက်တွေကရင်းနှီးစာရေး negative thinking တွေအများကြီးတွေးတာမျိုးတွေဖြစ်လာပါတယ်လို့ကျွန်တော်တို့ပြောချင်ပါတယ်အဲ့တော့ပရာရောဂါ C D ပေါက်နေရမဟုတ်ပါဘူးပရာရောဂါ C ကအားနည်းတဲ့အားနည်းလာတာပါပရာရောဂါ တော့ပရာရောကနဲ့ကျွန်တော်လူလောကကြားမှာချိတ်ဆက်ထားတဲ့စီးမီးလေးမိမိနေတဲ့အခါမှာတို့တွေကကျွန်တော်တို့နားကိုရောက်လာတဲ့အခါမှာကျွန်တော်တို့ကံနေဆိုးတာမျိုးတွေတက်ရောက်မှုများတွေဖြစ်တတ်တာတယ်။